ဖွဲရထားပြီးတဲ့ကျောင်းသူကျောင်းသားတွေကနေပြီးတော့ကြတော့မှာ MB program ကိုစင်ဘောနိုင်ငံမှာပဲတယောက်ချင်တဲ့ကျောင်းသူကျောင်းသားတွေအတွက်ခွင့်ရင်းောက်တစ်ခုရှိပါတယ်။ဒါကတော့မြန်မာဝေ300ကျော်ထိကျောင်းသားသားတက်တာကိုနေတဲ့အတူ University of the West of Scotland UWS ရဲ့ Master Degree ကိုစင်ဘောကျောင်းဖြစ်တဲ့ Nanyang Institute of Management မှာတယောက်ရယူနိုင်မှာဖြစ်ပါတယ်။အနည်းဆုံးကြောင်းဖွင့်ရဖြစ်တဲ့ January ကြောင်းဖွင့်ရကိုရှောက်ထားမဲ့ကြောင်းကြောင်းမအနေနဲ့ ဒီဝငွေသိန်းသူများကျော်ထီကျောင်းလာသားသက်တာွယ်အဖြစ်ကျောင်းလျှောက်ခ application fees ၅၀အရပိုင်းလုံးကဲ့လို့ခုံးကလေးရရှိမှာဖြစ်ပါတယ်။ဟာကြောင့် University of the West of Scotland ရဲ့ MBA program ကိုအနိုင်ရပါတယောက်ကြောင့်နိုင်ငံအတိမတ်ပြီး Master ဘွဲ့ဒီဂရီကို Singapore ကျောင်းခဲ့တဲ့နိုင်ရဲ့ Institute of Management Campus မှာပဲတက်ရောက်ပြီးတော့အချိန်တနည်းအတွက်မှာပဲဘွဲ့ဒီကိုရယူနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျောင်းလာကသက်တာွယ်အပြင် living cost ကိုလည်း ကျောင်းကျောင်းသားအနေနဲ့ save လုပ်ထားနိုင်မှာဖြစ်ပါတယ်။နောက်ဆုံးတစ်ခုအနေနဲ့ကတော့ရရှိတဲ့ Master ဘွဲ့ degree ရတယ်။ Main campus ကနေပြီးတော့ကျွန်တော်က BA တဲ့ဘွဲ့ degree ပဲရရှိမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်အန်ဒီဆုံး January လကျောင်းဖွင့်ချိန်ကိုကျောင်းလာကတတ်တာပေးနေတူလျှောက်ထားခြင်းနဲ့ကျောင်းကျောင်းသားတွေအနေနဲ့အခုပဲ study block information center မှာ layout time ဆွတ်တည်ပြီးတော့ကျောင်းလျှောက်ထားလိုက်ပါ။